နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့အာနာသိန်းအချမ်းဖတ်စစ်ခွေးကောင်းဆောင်မင်းအောင်လှိုင်ကပြည်ဦးလွင်မျိုးဟာပန်းမျိုးတော်ဖြစ်လာရမယ်ဆိုပြီးတော့ဒေသပန်းမျိုးနိုင်ငံခြားဖြစ်ပန်းမျိုးများကိုစိုက်ပျိုးပြီးတော့ ပြည်ပနိုင်ငံများကိုတင်ပို့ရောင်းချနိုင်မှုအတွက်ဆောင်ရွက်တဲ့လို့ပြောကြားလိုက်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။သို့တော်လည်းစစ်ခွေးကောင်းဆောင်ကြီးလာရောက်ကြည့်ရှုခဲ့တဲ့ပြည်ဦးမယ်မြို့မှာရှိတဲ့အမျိုးသားကံတော်ကြီးဥယျာဉ်မှာကျင်းပမဲ့ပန်းပွဲတော်အထွက်တော်မှာပြည်ပကနေပြီးတော့ပန်းအမျိုးအစား6000ခန့်ကိုတင်သွင်းအလှပြရမယ်အခြေအနေဖြစ်နေတယ်လို့ပြောပါရတယ်။ စစ်ခွေးခေါင်းဆောင်မင်းအောင်လိုင်ဟာဒီဇမလာ၂ရက်နေ့ကပြင်ဦးရွယ်အမျိုးသားကံတော်ကြီးဥယျာဉ်ကိုတွားရောက်တဲ့အချိန်အခုလိုမျိုးညွန်ကြားခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။ဒေတာပန်းမျိုးတွေနိုင်ငံခြားပန်းမျိုးတွေအားလုံးကိုဖြစ်ထွန်းအောင်မြင်အောင်ဆောင်ရွက်ပြီးတော့မှအခြားဒေတာတွေကိုဖြန့်ချိပေးနိုင်ရမယ်။ဒါအပြင်ပြည်ပနိုင်ငံတွေကိုလည်းပန်းတွေကိုတင်ပို့ရောင်းချနိုင်ရမယ်။ပြင်ဦးရွယ်မှာပန်းဆိုင်ပြိုးမှုကိုအားပေးဆောင်ရွက်သွားမယ်လို့ စစ်ခွေးကောင်းဆောင်ကအယူချီးပန်းဗစက်ကတွေ့ကြရရှောက်ပြီးတော့ပြောကြားသွားတာကိုတွေ့ရပါတယ်။ဒါအပြင်၎င်းကဆက်လက်ပြီးတော့ပြည်ဦးနယ်ဒေသအတွင်းမှာပန်းဆိုင်ပြိုးထုတ်လုပ်မှုတိုးတက်စေရန်အတွက်ကျွမ်းကျင်ပညာရှင်များနဲ့စနစ်တကျလှုပ်ဆောင်ရန်ဒေသပန်းမျိုးများကိုထိန်းသိမ်းခြင်းအရေးသွေးတိုးတက်အောင်သုတေသနပြုရန်နဲ့နိုင်ငံခြားမျိုးများကိုဒေသတွင်းမှာအောင်မြင်ဖြစ်ထွန်းစွာစမ်းသပ်ရန်လိုအပ်ကြောင်းပြောဆိုခဲ့ပါသေးတယ်။ပြည်ဦးမယ်မျိုးအတွင်းမှာရှိတဲ့လမ်းများနဲ့ရပ်ကွက်များမှာ တိပေပမ်းမှန်များကိုစိုက်ပျိုးပြီးတော့မျက်စိပသာရဖြစ်စေရေးအတွက်ဆောင်ရွက်သွားရန်ကိုလည်း၎င်းကညွန်ကြားခဲ့တယ်လို့ပြောပါရယ်ပြည်ဦးဝင်အမျိုးသားကန်တော်ကြီးဥယျာဉ်မှာလာမယ့်ဒီဇင်ဘာလ6ရက်နေ့ကနေဇန်နဝါရီလ4ရက်နေ့အထိ18ကြိမ်မြောက်ပန်းပွဲတော်ကိုကျင်းပမှာဖြစ်တယ်လို့သိရပါရယ်အဲ့ဒီပန်းပွဲတော်မှာပြည်ရင်းပန်းပွဲ၃သိန်းခန့်နဲ့ပြည်ပနိုင်ငံသားကဟော်လန်ကန်နမာလီလီနေကြာစတဲ့ပန်းမျိုးစားပေါင်း6000ခန့်နဲ့အလပြထားမှာဖြစ်ကြောင်းသတင်းရရှိပါရယ်ခင်ဗျာ